ကျမ်းမာတော်မူကြပါစေခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့အော်တိုဘားလ10ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရင်မှာဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးကြတာကတော့စစ်ကော်မရှင်ကဗမော်မြို့သိမ်းပိုင်နိုင်ပြီလို့ဝါရပြက်ကအရာရှိနဲ့ဝန်ထမ်းများကိုပါခေါ်ဆောင်ပြီးရုံးထိုင်ခိုင်းပေမဲ့လေတိုက်ပွဲကြောင့်ပြန်လည်ထွက်ပြေးတဲ့အတွက် like ဖန်နေရကြောင်းတင်ဆက်ပေးပါမယ်ဗမော်မြို့ကိုထိန်းချုပ်နိုင်ပြီလို့ဝါရပြက်ပြီး အုတ်ချွေပိုင်းမှာအရာရှိတဲ့ဝန်ထမ်းတွေကိုမြို့ရင်းရုံးထိုင်ခန့်ရမှာအရာရှိတဲ့အဖွဲ့များတိုက်ပွဲကြောင့်ပြန်လည်ထွက်ပြေးသွားကြကြောင်သိရှိရပါတယ်။ဗမော်မျိုးကိုတိမ့်ပိုက်နိုင်ပြီးအုတ်ချွေလုပ်ငန်းစဉ်များပါစတင်နိုင်ပြီလို့ဝါရဖြန့်ခဲ့တဲ့စစ်ကော်မရှင်ကစီရင်ရင်တမ်းများနဲ့လက်နက်ကင်းများဖြင့်ဗမော်တိုက်ပွဲမှာထွက်ပြေးလာတဲ့အုတ်ချွေအဖွဲ့များကိုပါပြန်လည်ကိုဆောင်လာခြင်းဖြစ်ကြောင်းဒေတာရင်းသတင်းရှင်းပြများထံကနေသိရှိရပါတယ်။မျိုးရင်းအုတ်ချွေရန်ရလက်ပတ်နေပြီဆိုတာပြဖို့အဖွဲလိုက်ပြန်ခေါ်လာတယ်။ဒီရောက်တော့တိုက်ပွဲအခြေအနေကြောင့် အစုလိုက်အကုန်ပြေကုန်လို့စစ်တပ်ကပြန်လိုက်ဖမ်းနေတယ်လို့သိထားပါတယ်လို့ကချင်သတင်းရင်းမြစ်ကပြောပါတယ်ပြီးကြတဲ့ဩဂတ်လကဗမော်မြို့ကိုဂေါ်ဝင်စိတ်ကမ်းမှာစိုက်ကက်လာတဲ့စစ်ရည်ရင်အုပ်စုမှလူအင်အားလက်နက်ခေးရဲနဲ့ရိတ်ခါများရောက်လာပြီးနောက်ဗမော်တိုက်ပွဲမှာစစ်ကော်မရှင်ကစီအီအရာရေးတာလာကြောင်းတွေ့ရှိရပါတယ်စစ်ကော်မရှင်ဟာခလာရ236အမြောက်တရင်အမတ်တ366တင်ကားတရင်9319နဲ့လေရင်ကွင်းတို့ကိုပြန်လည်သိမ်းပိုက်ယူလိုက်ပြီးဖြစ်ကြောင်း ပြီးခဲ့တဲ့စက်တင်ဘာလ17ရက်နေ့မှာ၎င်းတို့ရဲ့ဝါဒဖြန့်သတင်းစာများမှတစ်ဆင့်ဖော်ပြခဲ့ပါတယ်။သို့တော်လည်းတိုက်ပွဲများရှိနေတဲ့ဗမုံမြို့တွင်းအုတ်ချုပ်ရေးပိုင်းဆိုင်ရာဌာနရေကိုအတင်းအကျပ်ဖွင့်လှစ်ခိုင်းတဲ့အတွက်အရာရှိနေအဖွဲ့များပြန်လည်ထွက်ပြေးကြ၍ထွက်ပြေးသူတွေကိုလက်ရပြန်လည်ဖမ်းဆီးကာကြကြမမစစ်စင်းရလည်းညွန်ကြားချက်ရှိကြောင်းတရင်ရင့်မြများထံကနေသိရှိရပါတယ်။စီရရင်နဲ့ပါလာတဲ့လူအင်အားနဲ့ထောက်ပို့လက်နက်များကြောင့်စီရအပြောင်းလဲတစ်ခုဖြစ်ခဲ့ပေမဲ့ယခုရက်ပိုင်းမှာခါလာရ40ကွန်တရင်အနောက်ဘက် ကာကင်စကန်နဲ့ရွှေပြည်သား KBC ဖရဲကျောင်းကုန်းတို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြန်လည်ထိန်းချုပ်ထားခဲ့ပါတယ်။စစ်ကောင်မရှင်တပ်ဖွဲ့ဝင်များဟာစုံရှုံတွားတဲ့စကန်ကုန်းများကိုစွန့်ခွာ၍အမှတ်27စစ်စင်ရေးကော်ကဲမှုဌာနချုပ်စကကခ27နဲ့ချိတ်ဆက်ကစကကခအတွင်းကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြရအောင်သိရှိရပါတယ်။စစ်ကောင်မရှင်ကဗျူဟာမြောက်တဲ့နေရာ၃ခုထက်မနည်းကိုစစ်ကြောင်းများဖြန့်ခွဲ၍စစ်ကြောင်းထိုးနေပြီး KIA ဘက်ကလည်းကြပ်ဖြတ်တိုက်ခိုက်ခြင်းနဲ့ဒံပြန်ထိုးစစ်များလှုပ်ဆောင်နေတဲ့အတွက် ဗမော်တိုက်ပွဲမှာပြင်းထန်နေတယ်လို့သတင်းရင်းမြစ်များကဆိုပါတယ်စစ်ကော်မရှင်ဟာယခုအခါမှာရွှေကူအခြေစိုက်ချီကူစခန်းများကိုလည်းခင်းစစ်အနေထားမှာတိုက်စစ်ဖော်ဆောင်နိုင်သည့်အထိအင်အားဖြည့်ထိုးစစ်ဆင်နိုင်ဖို့လှုပ်ဆောင်မှုများရှိနေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ဝိုင်းမော်တိုက်ပွဲစစ်ကောင်စီတက်ကင်းစခန်းတစ်ခုကို KNA ပူးပေါင်းတပ်ကသိမ်းပိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမြန်ကျေးရွာအနီးတိုက်ပွဲမှာစစ်ကောင်စီနဲ့ပြည်သူစစ်တွေတပ်ဆွဲထားရာကင်းစခန်းတစ်ခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကသိမ်းပိုက်နိုင်ခဲ့တယ်လို့ကချင်စစ်ရေးတရင်ရှိမြစ်တချို့ကပြောပါတယ်အာဏာသိမ်းစစ်ကောင်စီတပ်က KIA သိမ်းပိုက်ထားတဲ့နေမြေတွေကိုပြန်လည်ရရှိဖို့ဦးတည်ပြီးဝိုင်းမော်မြို့နယ်လမြန်ရွာဘက်မှာထိုးစစ်ဆင်လာလို့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ကအော်တိုဘားလ၈ရက်နေ့မနက်မှာတော့တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်ဒီနေ့မနက်၆နာရီကနေတိုက်ပွဲအကြီးကျယ်ဖြစ်နေတာ ိုင်းမော်အထွက်ပေါ်လမြန်ရွာဘက်မှာပဲလက်ရှိအခြေအနေလဲတိုက်ပွဲကပြင်းထန်နေစေပဲအခုကလက်နက်ကြီးတွေတောက်လျှောက်ထုနေတာလို့ကချင်စီရဲသတင်းရှင်းမြစ်ကပြောပါတယ်။ဝိုင်းမော်မြို့ကစီရဲသတင်းရှင်းမြစ်တူကလည်းမနေ့အစောကြီးကတည်းကတိုက်ပွဲတော်တော်ပြင်းထန်နေပါတယ်စစ်တပ်ဘက်ကလက်နက်ကြီးတွေညကလေးကပစ်တာပစ်လိုက်နားလိုက်နဲ့ချနေတာပဲဒီနေ့မနေ့မှာတော့စစ်တပ်နဲ့မင်းစီတပ်ပြည်သူ့စစ်အဖွဲ့တို့ပေါင်းပြီးထိုင်ထားတဲ့စခန်းတစ်ခုကို KIA ကသိမ်းလိုက်ပါတယ်လို့ဆိုပါတယ်။လမ်းမြန်ရွာဟာ KIA ကထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။ စစ်ကောင်စီကဩဂတ်လနောက်ပိုင်းမှာမြကျင်းနာမြို့ကနေတဆင့်စစ်ကြောင်းတွေဝင်ရောက်လာပြီးတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်ကလေးကတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစက်ပင်မာလာတဲ့ကတိုက်ပွဲမှာလည်းစစ်ကောင်စီရဲ့ရှေ့တန်းစကန်တစ်ခုကို KNA KPF ပူးပေါင်းတပ်ကသိမ်းယူခဲ့ပါတယ်။လက်မြတ်ဒေတာကစစ်ကောင်စီပူးပေါင်းတပ်တဆွဲထားရာကင်းစကန်တစ်ခုကိုသိမ်းပိုက်နိုင်ခဲ့တာကို KNA သတင်းရှင်းမြစ်တဦးကလည်းအတည်ပြုပါတယ်။ဒါပေမဲ့ထိခိုက်ကြဆုံအခြေအနေတွေလက်ရှိစစ်ရေးအခြေအနေတွေကိုတော့ဆက်လက်စုံစမ်းနေစေပါ။ KNA သတင်းပြန်ကြားရေးဌာနရဲ့ ြီးခဲ့တဲ့ရက်ပိုင်းသတင်းဖော်ပြချက်မှာလဲစစ်ကောင်စီကအော်တိုဘားလ3ရက်နေ့နဲ့4ရက်နေ့တွေမှာခလာရ58တရင်နဲ့မြောက်ပိုင်းတိုင်းစစ်တနာကျုပ်တပ်တွေကလမ်းမြန်ဒေသဘက်ကိုလက်နက်ကြီးတွေနဲ့ရန်တပ်ပစ်ကတ်တွေတောက်လျှောက်လုဆောင်ခဲ့ကြောင်းအသိပေးထားပါတယ်။စက်တင်ဘာလဆန်းကဝိုင်းမော်တိုက်ပွဲမှာလုံခြုံရေးအဖွဲ့နဲ့တူရှီတန်းစကန်ကိုတွားရောက်စစ်ဆီးတဲ့ချင်းမြန်တရင်ခမရ38တရင်မှုဟာ KNA KPDF ဖြစ်တက်ခတ်မှုကိုခံလိုက်ရလို့တေဆုံသွားခဲ့တယ်လို့သိရှိရပါတယ်။ခမရ38တရင်ဟာ တနိုင်းမြို့မှာအကျဉ်းဆိုင်ပြီးလက်ရှိမှာဝိုင်းမော်မြို့နယ်တဲကိုရောက်ရှိနေတာပါပြီးခဲ့တဲ့ဩဂတ်လနောက်ပိုင်းကတိုက်ပွဲမှာလဲစစ်ကောင်စီဘက်ကဗိုလ်ကြီးတဦးတေဆုံးခဲ့ပြီးစစ်တုံးပန်းအချို့ကို KNA KPDF ကဖမ်းမိခဲ့ပါတယ်အဲ့ဒီဗိုလ်ကြီးရဲ့နာယီတလပီကိုမြကျင်းအမျိုးမှာပြီးခဲ့တဲ့ဩဂတ်လဆန်းပိုင်းကပြုတ်လုခဲ့ပါတယ်။မြို့ခံတွေကိုဖိတ်ပေမဲ့လာရောက်သူနေပါတယ်လို့စုံစမ်းသိရှိရပါတယ်။အဲ့ဒီဗိုလ်ကြီးကသူ့အလက်မရောက်သေးဘဲနဲ့ရှီတန်းကိုအပူခံရတာမိသားစုကစစ်တပ်ရင်မာတော်မနေဘဲနဲ့အပြစ်မအိမ်ကနေတာ သူ့နာရေးကိုအနီးပတ်ဝန်းကျင်ကတော့မလာခဲ့ဘူးကျမတို့ကလည်းဖိတ်တယ်မတော်ဘူးလို့မြို့ခံတယောက်ကပြောပါတယ်ယခုရက်ပိုင်းတိုက်ပွဲတွေမှာတော့စစ်ကောင်စီကလေကြောင်းတက်ခိုက်မှုမရှိသေးပဲမြေကြီးနားမြို့အခြေစိုက်မြောက်ပိုင်းတိုင်းစစ်တနာကျုပ်ထဲကလက်နက်ကြီးတွေပစ်ခတ်နေတယ်လို့သတင်းရရှိပါတယ်တိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ August လနောက်ပိုင်းမှာလက်မြန်ရွာအနီးမှာရှိတဲ့နတ်မွာရွာကိုစစ်ကောင်စီက Jet Fighter နဲ့ဘုံကျဲလို့စစ်ပေးရှောင်မိသားစုဝင်၅ဦးတန်ရာရခဲ့ပြီးအသက်9နှစ်အရွယ်ကလေးငယ်တူတေဆုံးခဲ့ပါတယ် စစ်ကောင်စီနဲ့ KIAK PDF ပူးပေါင်းတပ်တွေဟာလက်ရှိမှာဝိုင်းမော်မြို့နယ်အပြင်ဖောက်ကန့်နဲ့ဗမော်မြို့တို့မှာလည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်ဒေသခံပြည်သူတွေအနေနဲ့လီကျောင်းနဲ့လက်နက်ကြီးအနေနဲ့အထူးကိူးစိုက်ကြဖို့ KIA ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကတတိပေးထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ချက်ဖွတ်လွတ်တော်ကိုစလေလောင်းမြကခိုးကြောင်ခိုးဝက်မဲဆွယ်စီယုံမှုစတင်နေကြောင်းတင်ဆက်ပေးပါမယ်အေယော်ဒီတိုင်းဖြာဖို့မြို့နယ်မှာချက်ဖွတ်လွတ်တော်ကိုစလေလောင်းတွေက ခိုးကြောင်ခိုးဝက်မဲဆွယ်စည်းရုံးမှုစတင်နေကြောင်းဒေသပြည်သူများထံကနေသိရှိရပါတယ်။ဖျာပုံမြို့နယ်မှာကျက်ဖို့ပါတီရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ဆိုးဆိုးကြီးက၎င်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ် ရှိနေခိုင်ဝင်းအောင်အမျိုးသားလွှတ်တော် PR လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ရှိနေစင်ပပဦး။ကျက်ဖို့ပါတီရဲ့ဖျာပုံမြို့နယ်ဥက္ကဋ္ဌလည်းဖြစ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ်တဲ့ကျော်ကျော်ခေါ်ကျော်မြို့တင်တိုင်းဒေသကြီးလွှတ်တော် PR လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်အေးပိုင်တို့ကဆောင်ရွက်ကြမှာဖြစ်ကြောင်း အဆိုပါလွှတ်တော်ကုစလေလောင်းတွေကပါတီဝင်များနဲ့တွေ့ဆုံပွဲလိုအမိတက်ကပြည်သူတွေကိုအတင်းအကျပ်ဆင့်ခေါ်ပြီးမဲဆွယ်စည်းရုံးမှုများစတင်နေကြောင်းသိရှိရပါတယ်။ပြည်ခံပြိုးပါတီဝင်တွေတွေ့ဆုံပွဲဆိုပြီးကြီးရွာတွေကပြည်သူတွေကိုအုပ်ကြီးတွေနဲ့ယာယီမှုတွေကဆင့်ခေါ်ပါတယ်။ပြီးတော့အတင်းအကျပ်ပွဲတက်ခိုင်းတယ်အဲ့ဒီမှာအမတ်လောင်းတွေဆိုပြီးမိတ်ဆက်တယ်။မဲထည့်ကြပါဆိုပြီးစည်းရုံးတယ်သူတို့ကိုမဲထည့်ရင်ဒီအချိန်တွေကကျော်လွန်နိုင်မယ်ဒီစစ်အာဏာသိမ်းတာကိုကျော်လွန်ပေးနိုင်တာပြည်ခံပြိုးပါတီပဲရှိတယ်ဆိုပြီးစည်းရုံးပါတယ်လို့ ဖျောက်ပုံမြို့မှာဒေသပြည်သူတို့ကပြောဆိုပါတယ်။အဲ့ဒီလိုမဲဆွေစီယုံရေးတရားဝင်မစတင်ပြီးချက်ဖို့ပါတီဝင်ခန့်အလွာပေးအပွဲများစကဝိုင်းများနဲ့ပါတီဝင်များတွေ့ဆုံပွဲလို့အမိတက်ကဖျောက်ပုံမြို့နယ်တဝန်းမှာချက်ဖို့ပါတီကမဲထစ်ကြပါရင်နဲ့ပါတီကိုထောက်ခံကြရင်လိုက်လံစီယုံလျက်ရှိတယ်ပြင်။ Electronic Mapes နဲ့လိချင်းရေးများမှာလည်းချက်ဖို့ပါတီကတက်ရောက်ကမဲပင်းရင်စီယုံမှုများလည်းရှိနေကြောင်းသိရှိရပါတယ်။တောင်ပြစစ်တပ်နဲ့ချက်ဖို့ပါတီဝင်တွေကဖျောက်ပုံမြို့နယ်အတွင်းပူးပေါင်းဆောင်ရွက်၍ အုပ်ချုပ်ရေးလုံခြုံရေးနဲ့စီမံရေးလုပ်ငန်းများကိုပူးတွဲလှုပ်ဆောင်နေကြတဲ့အတွက်အခြားနိုင်ငံရေးပါတီများထက်ကြံ့ဖို့ပါတီကပုံမှုအားတာကြောင့်သိရှိရပါတယ်။လက်ရှိဖြာပုံဘက်မှာတော့အုပ်ကြီးတွေကလည်းကြန့်ခိုင်ရေးတွေပဲပြူစောထီတွေကလည်းကြန့်ခိုင်ရေးတွေပဲစစ်တပ်ကိုတရင်ပေးနေကြကလည်းကြန့်ခိုင်ရေးတွေပဲအဲ့ဒီတော့သူတို့ကပဲအုပ်ချုပ်ရေးလုံခြုံရေးစီမံခန့်ခွဲရေးအားလုံးကိုစုံမထတာအခုလဲမဲဆွယ်စီယုံရေးဆိုပြီးခိုးလုံနေတာအုပ်ကြီးတွေနဲ့ကြန့်ခိုင်ရေးတွေခိုးလုံနေကြတယ်လို့ ဖျာပုံမှနိုင်ငံရေးတက်ကြွလှူရှားသူတဦးကပြောဆိုပါတယ်ဖျာပုံမျိုးနဲ့အတွဲမှာချက်ဖို့ပါတီကပါတီဝင်ထားရင်စစ်မှုတန်းဖြစ်မှာပေါ်တာဆွဲခံရခြင်းကိဝင်နိုင်တယ်လို့ဆိုကကြီးရွာများမှာပါတီဝင်များတရားမဝင်နီလန်းများနဲ့စုဆောင်းလျက်ရှိကြောင်းသိရှိရပါတယ်ရင်းပြင်ချက်ဖို့ပါတီကိုမဲထည့်ရင်ကြီးရွာများအတွက်ကွန်ကရစ်လန်ခင်းပေးခြင်းလျှက်စစ်မီတွေတန်းပေးခြင်းစာတင်ကြောင်းစည်းကမ်းများတိဆောက်ပေးခြင်းကြီးရွာများကိုစံပြကြီးရွာများဖြစ်မြင့်တင်ပေးမယ်လို့ဆိုကမလုံးပေးမဲဆွေနေကြောင်းသိရှိရပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဂရင်းနီပြည်နယ်တိုက်ပွဲမှာစစ်မှုတန်းတွေတေဆုံထိခိုက်မှုများနေပြီးလမ်းဘေးမှာတကြုံနေရကစစ်တပ်ကမိသားစုထံကိုအကြောင်းမကြားဘူးလို့ဂရင်းနီအမျိုးသားများကာကွယ်ရေးတပ် KNDFC ကိုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားကပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အဲ့ဒါအပြင်စစ်မှုတန်းတစ်ယောက်တေဆုံခဲ့ရင်စာရွက်အဖြူတစ်ရွက်နဲ့300တန်းဘောပင်တစ်ချောင်းသာကုန်တယ်လို့လဲတက်တွဲအမြဲတစေချင်းချမှုတွေရှိနေတယ်လို့သူကဆိုပါတယ်။ အပတ်စဉ်ငါမှာစစ်မှုတပ်တသားဖြစ်ရက်ွက်ရုံးကပေါ်တာဆွဲခံရပြီးတော့စစ်တင်တဲ့စီလုခံရတဲ့ဆိုတဲ့တသားတဲ့အောင်ကိုကိုဟင်းကလွိုက်ကောမိုးပြင်းနဲ့ဒီမိုဆိုတိုက်ပွဲတွေမှာကြုံတွေ့ခဲ့ရတာတွေအပေါ်ပြောကြားချက်ရုပ်သံမှတ်တမ်းကို KNDF ကဒီကနေ့မှထုတ်ပြန်ပါတယ်။ငွေတောင်စစ်ထိတ်ကနေစစ်ကြောင်းထိုးတော့ပြည်အောင်ယတနာတိုက်ပွဲအဲ့ဒီမနက်ပိုင်းမှာ၂ယောက်ကြာတယ်။ပတ်စာ၂ယောက်ညနေပိုင်းမှာ၃ယောက်ထက်ကြာတယ်။ကြာတဲ့အထင်းမှာတက်ကြကြီးတယောက်ပါတယ်။ပတ်စာတွေကိုအရှိကတက်ခိုင်းတယ်လို့အောင်ကိုကိုဟင်းကပြောပါတယ်။ လက်ရှိဒီမော့ဆိုမျိုးနယ်မှာစစ်တပ်ရဲ့ထိုးစစ်မှာခြေလင်တရင်တွေဖြစ်တဲ့ခလာရ9တစ်တုံညာနှစ်918တရင်3ရင်ကိုတုံးထားတယ်လို့သူကဆက်ပြောပါတယ်ဒီမော့ဆိုမျိုးနယ်တိုက်ပွဲမတိုင်မီမိုးပြင်းမြို့တာကုန်းတိုက်ပွဲမှာလည်းတေဆုံးခဲ့တဲ့စစ်မှုတန်တင်းနှင်းစစ်သားတစ်ခွနဦးကိုလမ်းဘေးမှာတကြူခဲ့တယ်လို့သူကဆက်ပြောပါတယ်တက်တွဲမှာရှိနေခဲ့တဲ့ကာလာတျောက်မဲပေါက်တာကြောင့်ဒါမှမဟုတ်ငွေကြီးကြောင့်အစားထိုးဝင်လာရသူနဲ့ပေါ်တာဆွဲခံရသူတွေများတယ်လို့ကိုအောင်ကိုကိုဟင်းကဆိုပါတယ် ထွက်ပြေးလို့မိတဲ့စစ်မှုထမ်းတွေဆိုရင်စစ်တပ်ကလုံမဆန်စွာရက်ဆက်ပြီးတချို့ကိုတပ်ပစ်ခဲ့တယ်လို့လည်းသိရှိရပါတယ်။ငါတရှိကတရင်မှုဆိုထွက်ပြေးတဲ့ပတ်စာတွေကိုတပ်ပစ်တယ်။ပြီးရင်စစ်မြေပြင်မှာကြတယ်ဆိုပြီးသူတို့စကားလုတာသူတို့ကပြောထားတာမင်းတို့ထွက်ပြေးလို့မိုင်းနေတဲ့တိတ်တိစောရက်ဖြူတရွက်နဲ့ဘောပင်300နဲ့တချောင်းပဲဂုံနေဆိုပြီးသူတရင်မှုကပြောထားတာကျန်တာမင်းတို့ကိုတိတ်စိတ်ဝင်စားဖို့လို့အမြဲတစေပြောတယ်ဗျာလို့ကြုံတွေ့ခဲ့ရတဲ့တက်တွင်းအခြေအနေကိုအန်ကူကိုဟင်းကရှင်းပြပါတယ်။ စစ်မှုဒဏ်တွေကိုတက်ကြွကြီးတွေကအုပ်ချုပ်ပြီးလာစားဖျက်တောက်တာထိုးချိတ်ကန်ကြောက်တာတွေအပြင်တက်တွင်းဖိနှိပ်မှုတွေမျိုးစုံရှိတယ်လို့သူကပြောပါတယ်။ဒါအပြင် PDF စုသူတွေကိုအရင်တက်ရင်တက်မတက်ပါကကိုကအသက်ခံရမယ်လို့ဝါရမိုင်းဖြန့်ထားပြီးမူရစည်းဝါးတွေကိုခလာရတစ်တုံညာနဲ့တက်စီကနေဝယ်ယူသုံးဆွဲရတယ်လို့လည်းသိရှိရပါတယ်။ရင်းရင်လေးနဲ့ကြောင်နေတာရှိတယ်။တချို့ကျတော့ရီပဲရီနေတယ်။ငိုတဲ့ကောင်တွေကငိုတယ်။သူတို့အိမ်လေသူတို့မသိဘူး။သူတို့နာမည်တော့မသိဘူး။အဲ့ဒီလိုကောင်တွေများတယ်ဗျ။ ကျွေးမှဆားရတဲ့ကောင်းတွေလည်းပါတယ်။အုံနောက်မကောင်းတဲ့သူတွေမျိုးပေါ့။ကြက်မပြည့်တာလွတ်နေတာကအနည်းဆုံးဆင်းဦးလောက်ရှိတယ်လို့ထွက်ပြေးလွတ်မြောက်လာတဲ့စစ်သားတွေကပြောပါတယ်။ဂရနီပြည်နယ်တဲကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်တွေကစစ်မှုတန်စစ်သားတွေ၃ယောက်ခုံလုံးလာတယ်လို့ KNDF ကအော်တိုဘားလ6ရက်နေ့ကထုတ်ပြန်ထားပါတယ်။ဒီမော့ဆိုဖရုဆိုလမ်းမကြီးတစ်လျှောက်စစ်ကောင်စီတပ်နဲ့ဒေါ်လန်ကြီးတပ်တွေကြားထိတွေ့တိုက်ပွဲတွေနေ့စဉ်ကြီးပါရှိနေတယ်လို့လည်းသိရှိရပါပါခင်ဗျာ။ ။ဟုတ်ကဲ့ပါ။အခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါရစေ။နောက်ထပ်တော်လိုင်းရဲ့သတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသစ်ကိုချင်းတိုရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။